ဒီနေ့တော့ time style move သုံးလေးကိုငါးနဲ့မဟုတ်တော့ဝင်တဲ့ပစွန်လေးထည့်ပြီးတော့အချင်းငါဆက်လေးသုံးစားဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးသူ့ထဲမှာထမ်းမဲ့ပအဝင်ပစ္စည်းတွေဖိထောက်ပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ထိုင်းကပိရဲ့ငရုတ်သီးမုတ်ရဲ့ မုတ်ဖတ်ရဲပဲသီးရဲကြက်သွန်နီရဲငရုတ်သီးစင်းရဲနန်နံပင်ရဲပြုတ်ထားတဲ့ပစုံနဲ့တံမြသီးလေးကိုခက်မြမြလေးထည့်ပြီးတော့တုတ်ထားပေးလိုက်ပါရခင်ဗျာဒီငပိထဲမှာကအရောက်တော့အကုန်လုံးပါပြီးသားဆိုတော့ကျွန်တော်ဘာမှထပ်မထည့်တော့ပါဘူးအရသာနှံ့အောင်နေပြီဆိုလို့ရှိရင်တော့မြည်ကြည့်လိုက်မယ်။စင်ပြေတယ်ဆိုလို့ရှိရင်တော့ဆွာလို့ရပါပြီခင်ဗျာ။ ကဲကျွန်တော်ကတော့စားလိုက်ပါဦးမယ်အဆုံးထိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ